။တနေ့တော့ဘာဖြစ်ချက်မောင်ကငါမင်းပင်းတုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစားပေးတတ်ချင်တယ်။ဘာဖြစ်တန်လုံးကဟိုးပဲရွာနှစ်မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစားမတတ်ဘူး။စားပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစားပေးလိုက်တော့အထက်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစားလဲမတတ်ဘူး။စားလဲပေးလိုက်တယ်ပေါ့ကျွန်တော်အထက်ကထုတ်ဖတ်လိုက်တော့ဒုချောင်းနှစ်ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထား ပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထမ်းပင်လေးဆွဲထားနောက်20အိုးလေးတွေကငွေ့လေးထွက်နောက်ဒီဘက်မှာလေးတန်စင်လေးပြီးတော့ဒီမှာဝါလုံးဝါလုံးလေးကိုသူခဲရနေမင်းနဲ့ဟာမြတ်စွာဘုရားအဲ့ခေလည်းမပါဘီးလည်းမပါဘဲနဲ့ဘိုက်တန်အလုံးကိုစာပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြကျွန်တော်ကိုကြောက်ခဲဖတ်ဆမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရအောင်မင်းလူမစိတ်ညစ်ရတယ်ကြားရကွာတဲ့နော် ကိုတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာဘူးဘာလို့တန်လုံးအဖဥချက်မောင်စားပြီးလိုက်လို့အမလီအိုက်စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဘာပြရဆိုတော့အမဒီကောင် လာစားနှစ်ရက်နေလာမယ်ပြောနေတာတဲ့မတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့နှစ်ရက်လောက်နေပြီထရေလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့ အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်ကလေးတန်စင်ကအရင်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဘွာလုံးလေးဆက်ပြီးမဲရောင်ချဲထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာလေအေးဟုတ်သားပဲဩဒီဘက်ကဒုတ်ချောင်းကြီးနဲ့ဩအဲ့လိုနှချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပြည့်တဲ့စာပေါ့ကွာတဲ့ဟုတ်တယ်ဖြစ်တာပဲ အရေးကြီးတာနားလည်ပေါ့ပါ